ဘွန်ခေါလုံရဲ့ရာဇဝင်လေးကိုကျွန်မဒီနေ့ပြပြသားမှာဖြစ်ပါတယ်။ဘွန်ခေါလုံကရေအပြည့်တည်ရှိတယ်။အရင်တုန်းကတော့ဒီနေရာမှာလူတွေနေတဲ့နန်းတော်ကြီးတစ်ဖွဲရှိတဲ့မြို့တစ်မြို့တည်ရှိတယ်လို့ဆိုပါတယ်ရှင်။ဒီမြို့မှာကတော့ဒါကတော့မြို့အကြီးကြီးပေါ့လူနေတဲ့မြို့ဒါကတော့ဒီမြို့ရဲ့ဘယင်ဖြစ်ပါတယ်။ပရင်ကြီးမှာတတော်ချော့ချော့လေးတစ်ပါးရှိတယ်။တတော်လေးကတောလိုက်ထွင်ရင်းနဲ့ နဂါးအတွင်ရှိတဲ့အမျိုးသမီးလေးကိုတွေ့ပါတယ်။အဲနောက်မှာသူတို့ချစ်ကြွမ်းဝင်ခဲ့ကြတယ်။သူရန်တဘောကြအမျိုးသမီးလေးကိုအဲနောက်မှာနဂါးတိုင်းပြည်မှာရှိတဲ့နဂါးမင်းရှံကြီးသူတောင်းလက်ထက်ပါတယ်။နဂါးမင်းကသူတို့ကိုအရန်တမှုရှိတဲ့အရာတွေကိုလက်ဖွဲ့တယ်လို့ဆိုပါတယ်ရှင်။ဒီအမျိုးသမီးလေးကလူပြည်မှာလိုက်ပြီးနေတဲ့အခါမှာ၃နှစ်ကြာတဲ့အခါမှာသူကမနာမကျန်းစားဖြစ်လာပါတယ်။ သူမနာမချမ်းဖြစ်လာပြီးတော့သူ့ရဲ့ခနာကိုတပိုင်းကငကားအတွင်ပြောင်းသွားတယ်အတွက်ကြောင့်မလို့သူ့ယောက်ျားကကြောက်ပြီးတော့ငကားတိုင်းပြီးကိုပြန်ပို့ပါတယ်ငကားမင်းကအယံတော်သားဖြစ်သွားတယ်အဲဒီနောက်မှာ သူ့သမီးလက်ထက်တုံးကပေးထားတဲ့လက်ဆောင်ပဏာတွေပြန်တောင်းပါတယ်လူပီကလည်းပြန်မပေးနိုင်တဲ့အတွက်ကြောင့်မလို့အယံစိတ်တို့ပြီးတော့အဲ့လူပီလူတွေနေတဲ့မြို့တစ်မြို့လုံးကိုရေလွှမ်းမိုးအောင်လှုပ်လိုက်ပြီးတော့ကျုံးနှစ်ကျုံးမဲ့ထားခဲ့ပါတယ် အဲ့ကျွန်းနှကျွန်းမှာလူပီမှာရှိတဲ့အဲ့မင်းကြီးကိုငကားအတွင်ပြောင်းပြီးတော့ဒီကျွန်းနှကျွန်းကိုစောင့်ငိုင်းနဲ့အဆောင်အဖြစ်နှစ်တထောင်တန်ခတ်ခဲ့ပါလေရှင်။အဲ့ညာကိုကျွန်မတော့ပြမယ်နော်။ဒါကတော့ဘုံခုံလုံးရဲ့ရာဇဝင်လေးဖြစ်ပါတယ်။မင်္ဂလာပါအလုံးမဲ့ရှင်။စွာဒီခါဘုံခုံလုံးရဲ့ episode 3ဖြစ်ပါတယ်ရှင်ဒီနေ့ကျမနဲ့တူဒီအင်းကြီးထဲမှာဆက်သွားရအောင် နေရောင်ကလည်းမရှိတော့ဘူးလေကလည်းတအားတိုက်တာကြောင့်ကျမတအားချမ်းပါတယ်ချန်နယ်တွေကုတ်ပါထုတ်ပြီးဝေးရတယ်ဒီကျွန်းတစ်ကျွန်းကိုတော့ကျမသွားပြမှာဖြစ်ပါတယ်ဒါပေမဲ့လို့အဓိကကျွန်းဒီမင်းကိုငကားဖြစ်ပြောင်းလဲပြီးတော့အဆောင်ဖြစ်ထားတဲ့ကျွန်းကြီးကိုကျမအရင်ဦးဆုံးသွားပါမယ်ဒီကျွန်းကိုဆက်ဆက်ရောက်ခြင်းကကျမတို့အခုလိုမျိုးတစ်သားတရာလေးကနေသွားရတယ်ကျမရောက်တဲ့ချိန်ကတော်တော်လေးမှောင်စားပြူနေပြီမို့လို့ဂမန်းကရမ်းမဲမမြန်လေးတွားလိုက်တယ် ဒီလေကတော့သူ့အပေါ်မှာပန်းကျတဲ့ပန်းငါရောဘာရောလေသမားကိုအကုန်လုံးပြေးလိုက်ရတယ်ရှင်။လေသမားကအကုန်လုံးကျမကိုလိုက်လုပေးတယ်ပေါ့နော်။ဒါမှမဟုတ်အတွင်းမှာရှိတဲ့သူတို့ဒီမော်ဆရာပြောရမှာပေါ့နော်။ဒီမော်ဆရာကကျမကိုမမ်းမှုတ်ပေးတယ်။သူတို့ပြောတဲ့အတိုင်းလိုက်ပြီးရွတ်ဆိုရတယ်ပေါ့ရှင်။ ธรรมบูชาตักกะบูชา บริวารทั้งหลายบริวารทุกท่านทุกองค์ได้โปรดเมตตาได้โปรดเมตตาประทานพรประทานพรันประเสริฐเปิดทรัพย์เปิดโชคเปิดลาภเปิดอำนาจ เปิดวาสนา เปิดบุญบารมีเปิดมหามงคลเปิดท้องพระคลังเปิดท้องพระเปิดวังบาดาลเปิดความโชคดีเปิดดวงเศรษฐีเปิดดวงมหาเศรษฐีเปิดความสำเร็จสมหวังเปิดความมั่งคั่งมั่ง เปิดความร่ำรวย เปิดความเจริญรุ่งเรือง เปิดการงานเปิดการเงิน เปิดธุรกิจการค้า ธุรกิจการขาย ธุรกิจนานาประการยงประสบผลสำเร็จมั่งคั่งมั่งมีร่ำรวยเป็นเศรษฐีนับร้อยร้อย ာကတော့ဖျားဖြစ်ပါတယ်ဒီဖျားကိုနဂါဆောင်ပါတယ်ဒီနဂါကိုနဂါတိုင်းပြီကနဂါလီကလူပြီကမင်းကြီးကိုနဂါဖြစ်ပြောင်းပြီးတော့စောင့်ငိုင်းတဲ့ကျွန်းဖြစ်ပါတယ်ရှင်နဂါတွေအားလုံးကတော့ကျွန်မပြီးခဲ့တဲ့တစ်ခါကသွားတဲ့နေရာမှာတို့ရဲ့ကြောက်တုံးကုံလုံးဖြစ်သွားပြီเนาะဒီနေရာမှာလိုရာစုတောင်းနိုင်တယ်ကျွန်မကိုဆောနာကဒီဘေဒင်ဆရာလို့ပေါ့เนาะမှောင်ဆရာပေါ့သူကကျွန်မကိုပြောတာက နဂါကိုသွားတဲ့အခါမှာနမလေးနဂါမှာသွားပြီးတော့ငွေတောင်းမှာဆိုပြီးကျွန်မသူပြောလိုက်ပါတယ်ဒါကတော့ကျုံအသေးပါရှင်ကျွန်မဆင်းလို့မရခဲ့ဘူးရေလုံးဝလုံးဝရှန်နေတဲ့အတွက်ဒီကျုံပေါ်ကိုကျွန်မဆင်းလို့မရပါဘူးနောက်တနေရာနောက်တနေရာကတော့ရေရင်းရှိကိုကျွန်မတို့သွားပါတယ်လေကဒါအတိုင်းတော့လေအရန်အေးတယ်ရှင်အရန်အေးတော့ကလေကျွန်မမလေးအသက်ရှူရတာတော့အေးလာတယ်ရှင် แล้วราชการก้ทำเกินปี2 5 2 0เสร็จ2 5นี้ก็ท่วมไปเลยอ๋อแล้วก็จะมีพระเกจิสมัยก่อนเขาก็เลยมาเสียงทายว่าบ่อน้ำอยู่ตรงไหนเขาก็เลยมาเสียงทายก็ได้ตรงนี้ แล้วก็ทามในวังหลวงก็มาเสียงทายก็ได้จุดเดียวกันเลยเอาตรงนี้เป็นนะแต่เสิ็จเท่าทุกวันนี้ เวลา มีพิธีสำคัญของในวังหรือว่าของของประเทศพระก็จะมาเชิญตรงนี้ไปเป็นบ่อน้ำหนึ่งในในร้อยแปดบ่อของประเทศ ตอนนี้จะติดเป็นหนึ่งหนึ่งในเก้าบอร์ดที่ว่าศักดิ์สิทธิ์ของประเทศด้วยนะครับอยู่ที่บึงกาจะมีสองบอร์ดจะมีตรงนี้ที่หนึ่งแล้วก็บนน้ำตกทางใต้อีกที่หนึ่งผมดึกตอนตรงนี้ก็ประมาณใช้เหล็กหกเมตรสองเส้นต่อกันအဲ့နောက်ဒီဟီရင်းကိုကျမတို့တွန်းပါတယ်။ဒါကချက်လိုပုံစံမျိုးပေါ့နော်။ဒီအင်းရဲ့ခလေတဲ့တဲ့မှာရှိတဲ့ချက်လိုပုံစံမျိုးရှိတဲ့ရေတွင်းဖြစ်ပါတယ်။ဒီရေတွင်းက ကျမတို့ထိုင်းနိုင်ငံမှာရှိတဲ့ဘရင်နံမနိုင်ကဘယ်အစာအုပ်ဝယ်ဆောက်ဆောက်ဘာပဲလုပ်လို့အခုဘရင်နံမတန်းအထီတောင်မှပဲဒီရဲရေကိုခတ်ယူပြီးတော့ရေမှန်းဖြစ် သုံးတဲ့ရေတွင်ဖြစ်ပါတယ်ရှင်ဒီရေကိုကျမတဲလာပါတယ်သူကကျမတို့တဲတဲလို့ရတယ်ဆိုတော့လည်းကျမတဲလာပါတယ်ရှင်ထိုင်းနိုင်ငံမှာ ရေတွင်ပေါင်း108တွင်ရှိပါတယ်ဒီရေတွင်အကုန်လုံးဒီ miracle ဖြစ်တဲ့ရေတွင်လို့ပြောပါတယ်နော် miracle Holy Well လို့ပြောတာဖြစ်ပါတယ် Miracle ရှိတဲ့အရန်ထူးခြားစမ်းကြဲတဲ့ရေတွင်အမျိုးအစားဖြစ်ပါတယ်သူတို့ရှိကနေထွက်တဲ့ရေသည်သူတို့ရေမှန်းအဖြစ်အသုံးပြုနိုင်တယ်လို့ဆိုပါတယ်ဒါကတော့သူတို့ယုံကြည်မှုကိုကျွန်မပြောပြတာပါရှင်အဲဒီအကုန်ရှင်းပြတာကတော့ထိုင်းနိုင်ငံမှာရှိတဲ့ဘယင်တွေကနေရာ၉နေရာကနေပြီးတော့ရေကိုယူပြီးတော့အသုံးပြုကြပါတယ် ရဲ့ကြီးတွေလာကြီးတွေနေကြီးတွေအဲ့ဒီလို အချိန်မျိုးတိုင်းတုံးရမယ့်ရေကို ကိုးနေရကနေယူပြီးတုံးပါတယ်ဒီနေရာဒီကိုးနေရတဲ့ကနေတနေရာအပါဝင်ဖြစ်ပါတယ်ရှင်အဲ့ဒီနောက်မှာသူကကျမကိုရေဘူးလေးတွေတဲလာပြီးတော့ဒီရေကိုတဲသွားပါအိမ်မှာရေမန်းဖြစ်တိန်းသားပါဆိုတဲ့အတွက်ကြောင့်မလို့ကျမဒီရေကိုရအောင်ခတ်ပါတယ်ခလဲမာကခွက်လေးရှိတယ်ပတ်စံအဋိဋ္ဌံနဲ့ပြည့်ရတယ်ဒါပေမဲ့လို့ကျမ တပြားမမဝင်ခဲ့ပါဘူးရှင်ကျမပြန်ရောက်တဲ့အချိန်ကညဘက်ကလေးဖြစ်နေပြီရှင်စိတ်ဝင်စားစရာကောင်းတယ်နော်ဒီပတ်ဝန်းကျင်ကရာစုနှစ်ပေါင်းများစွာကဖြတ်တန်းလာတဲ့ငကားတွေရာစုင်းကသူ့နေရာမှာရှိပြီးသားပါနော်ကျမတို့လူတွေလိုပဲပေါ့နော်ရာစုနှစ်ပေါင်းများစွာဖြတ်တန်းလာတဲ့အတွက်ရာစုင်းမောင်များစွာရှိပါတယ်သူ့ရဲ့တောမြို့လေးကိုသွားတယ်မယွတ်လေးတွေတွေ့တော့အဲ့ဒါလေးတွေကျမဝဲလာတယ်ကျမတို့ကတဲတဲ့နေရာက breakfast မကြွေးပါဘူးเนาะဒါကြောင့်မလို့ကိုယ့်ဘာကိုစီစဉ်ရပါတယ်အဲ့တော့ဒီမှာ Mr. Thailand နံပါတ်တောက်ချင်းနဲ့နံပါတ်တောက်ချင်းနဲ့ဆိုတာ ਨੇ ကျမလည်းနံပါတ်2ဘူးဒီမှာမှာပြီးတော့ဒီတောမျိုးလေးရပဲဝင်ပြီးတော့တောက်ပါတယ်နံပါတ်လေးရကတော့ထိုင်းနိုင်ငံအပင်နေရာပဲဖြစ်ဖြစ်ပုံစံကတော့အကုန်လုံးကတော့အတူတူပါပဲเนาะနံပါတ်လေးဝယ်ပြီးပြီးအစားအသောက်တွေလည်းဝယ်ပြီးသွားတဲ့ခါမှာအအေးဝယ်ပြီးတော့အပူတောက်ထင်ပါတယ်ဆိုတော့ねအပူဆိုင်ရောက်ဖန်ရောက်သွားပါတယ်ရှင်အဲ့ဒါကတော့ပဲနို့ရေပါ ဒီမှာကတော့နန်တာဟုလို့ခေါ်ပါတယ်ရှင်ဟိုနဲ့အေးလည်းမဟုတ်လေအနည်းဆုံးအနည်းရေသာ ိုင်းနိုင်ငံကခီးသွားလို့အကောင်းဆုံးချိန်ကမိုးရင်းရယ်၊ဆောင်းရင်းရယ်၊နှွေစလေးရယ်ပေါ့ရှင်။ပြီးတော့ကျမတို့ကအခန်းကိုပြန်ခဲ့တယ်။ပြန်ခဲ့တဲ့အခါမှာဒီနေရာကိုဖျက်ကြတယ်ရှင်။ဒီနေရာကဘုံခုံလုံးရဲ့ရေထွက်ပေါက်ဖြစ်ပါတယ်။လမ်းပေါ်မှာရေကဖျက်ဆီးနေပါတယ်။ဘုံခုံလုံးကထူးဆန်းတာကရေဝင်ပေါက်မှရှိပါဘူး။ရေထွက်ပေါက်ပဲရှိပါတယ်ရှင်။ အဲ့ဒါဒီသူ့နေရာရဲ့အထူးဆန်းဆုံးနေရာပါဒီနေရာကိုဖျက်ရရရှင်ဂျိုင်းခွက်ကြီးလိုပဲလမ်းလောက်ထားအဲ့ဒါကြီးကိုဖျက်ပြီးတော့မှသာအခန်းထဲရောက်တာဒါကျမတို့တဲတဲ့အခန်းမှာဘတ်ရှယ်ယာပေးရတယ်တညမဆိုဘူးเนาะဘန်သူကဘန်ဂလိုလေးလိုပဲရှင်အခုလိုမျိုးဘန်ဂလိုလေးတော့ပဲအမေကိုကအစားကတော့ကိုကကိုလုံစားရတာဒါမှမဟုတ်ကိုကကိုဝယ်ရတာပေါ့နော်သူကမနှက်စားရပါဘူးမပေးဘူးရှင် Hello morning အာဒီနေ့ကကျမက old technique ပေါ့နော် အောင်းတစ်ကလေးကိုတုံးပြတော့မှဖြစ်ပါလေ။အောင်းတစ်ကိုတုံးပြရရင်ဒီကကျမကနှစ်ခုပို့တပြိုင်နဲ့လောက်တော့မှဖြစ်ပါလေရှင်။ဒါကတော့ကျမအိုးပေါ့နော်။ဒါကတော့မရွတ်မင်းကဝင်လာတာဒီမှာကမနှက်ဆောင်ရှိတယ် ်မနက်စာမရှိဘူးမနက်စာမရှိဘူးဆိုတော့မနက်စာကိုကိုယ်အောင်ပြောရမှာတော့မှာဆိုတော့ဗာလေတော်စင်းဆိုတော့ဗာလေတော်စင်းဆိုအများကြီးဒီတားလေးကိုအပေါ်ကနေပြီးတော့ပြပါတယ် ติงไหนด้วยล่ะตัวฝาปลาเล่ฟฟสมาไป่อนเลยก็ว่าผมปลาเล่ฟฟส အရင်မဆက်ဘူးလို့ပြောတယ်နော်ငယ်မဆက်ဘူးပဲဒါတို့ကပြုတ်ပြီးသားလေဟာတို့ပြုတ်ပြီးသားမဝင်လားဘာမဲ့လို့လဲကျွန်မထပ်ပြုတ်အနေနဲ့တို့ပြောရနည်းနည်းတော့ထပ်ပြုတ်ပါမယ်ပါပါ

ကျွန်တော်နာခီသွားပြီးပြီကိုဒါကတော့မွန်ခုံလုံးရဲ့ရေထွက်ပေါက်ကျွန်မမနေ့ကညပြောပြီးပြီနော် ရေထွက်ပေါက်ဖြစ်ပါတယ်ရှင်ရေဝင်ပေါက်မရှိပါရေထွက်ပေါက်ပဲရှိပါတယ်ဒီလမ်းကအခုလိုမျိုးလေးကျွန်တော်တို့ဖြတ်ရတာရေဒီကြားမှာ grow ဆိုဖြတ်ရေလေးတွေကြီးပြီးအေးနေရပဲဆေးရှောက်ခြင်းနဲ့ရတယ်ဒါပေမဲ့အများဆုံးကကားတွေပဲသွားကြတယ်ရှင်ကဲကျွန်မတို့ဆက်ပြီးသွားတဲ့နေရာကတော့နဂါးဖြစ်ပါတယ်ရှင်သူတို့ပြောတဲ့အစိုးရ ီငကားတဲ့အကုံလုံးကဒီပတ်ဝန်းကျင်မှာအကြောက်တုံးဖြစ်သွားတယ်ဆိုတဲ့အနေထားကိုသူတို့ပြောရပါတယ်နော်။ရာစုနှစ်ပေါင်းမြောင်များစွာဖြတ်တန်းလာပြီးတဲ့အခါမှာငကားတွေကကျိန်စာတစ်ခုကြောင့်ဒီနေရာမှာအကြောက်တုံးဖြစ်သွားတယ်။ပြီးတော့ငကားတိုက်ကိုဝင်တဲ့ဝင်ဝါကလည်းဒီဘက်မှာရှိသလိုကမ်ချန်နုတ်ဘက်မှာလည်းရှိတယ်လို့ဆိုပါတယ်။အဲ့နောက်မှာကျွန်မကမ်ချန်နုတ်ကိုဆက်သွားမယ်နော်။ကမ်ချန်နုတ်ကအရန်နာမည်ကြီးပါတယ်။ထိုင်းလူမျိုးတော်တော်များများသွားပြီးတော့ဥတိုက်တဲ့နေရာဖြစ်ပါတယ်ရှင်။ ပြီးတော့ငွေအတွက်လည်း lucky ကောင်းအောင်ငွေခေါ်တဲ့နေရာဖြစ်ပါတယ်ဒါပေမဲ့လို့လောလောဆယ်ကတော့ကျမနှာခေါင်းကိုအရင်ဝင်ပါတယ်ရှင်နှာခေါင်းကိုဝင်ရင်အတွက်ကျမတို့ guide ခေါ်ရပါတယ်ဒီတစ်ခါ guide ကတော့ကောင်းလေးငငယ်လေးတယောက်ကျမတို့ guide ရပါတယ် guide ရဲ့နှုံတာနောက်ပြီးတော့နှာခေါင်းအတွင်းမှာပါတယ်ရှိရယ်ဘလောက်တောင်နှာခေါင်းရောက်ဖို့ကို ကျမတို့တော်ရရဲဆိုတာမျိုးကိုကျမဆက်ပြီးပြောပြပါမယ်ဒါကတော့အဝင်အဝမှာလူတိုင်းကျမတို့ ဝင်လို့ရရင်အတွက်ဆူတောင်းရတဲ့အနေအထားလေးဖြစ်ပါတယ်ရှင်။ဒါကတော့ကျမငကားသွားခဲ့တဲ့အနေအထားကို အမီးကျွေးသွားတာပါရှင်။ Thank you ပါ